အားသာဝါနာရှင်ညီကိုမတော်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာဧပြီလ10ရက်နေ့ရနောက်ဆုံးရအာဆင်ညနေခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ပါမောင်းတင်းဘို့တော့ဆိုင်မွန်ကွန်လင်းပေါ်ပြတဲ့သတင်းကောင်းလေးတွေပဲသွားလိုက်အောင်အဲ့ဒါကတော့အာဆင်နယ်တင်းတာဝန်ရှိသူတွေကနီးပြမီခေးအိုက်တာဘေးက နီပြအဖွဲ့ဝင်9ဦးကိုတက်တန်းတူဖို့ကိစ္စတွေအားလုံးလုံဆောင်ပြီးစီးသွားပြီဆိုပြီးတော့ပေါ်ပြလာပါတယ်။တယောက်ကို contract ဗန်နနီချုပ်တဲ့လောက်ခရတာဘလောက်ပေးရဆိုတာမျိုးတော့အသေးစိတ်တော့ပေါ်ပြမထားဘူး။ဒါပေမဲ့ဒီသတင်းကအရန်ဝမ်းသာဖို့ကောင်းပါတယ်။အသင်းတသင်းအောင်မြင်မှုတွေရဖို့အတွက်ရှေ့သွားဖို့အတွက်ဆိုလို့ရှိရင် player တွေကိုတက်တန်းတူနိုင်ဖို့ကအရေးကြီးသလိုနီပြချုပ်ကိုတက်တန်းတူနိုင်ဖို့ကလည်းအရေးကြီးတယ်။နောက်ပြီးတော့အဲ့ဒီနီပြချုပ်ကိုအဆက်အစပ်ရနောက်ွက်နေပံ့ပိုးပေးတဲ့အခုလိုနီပြအဖွဲ့ဝင်တွေကိုလည်းအခုလိုတစူးတစည်းတဲ့တက်တန်းတူနိုင်ခဲ့တာကဒီအသင်းရဲ့ထွက်တဲ့ browser block ထိ လုံနိုင်မလဲဆိုတာကိုကျွန်တော်တို့ကာလရှိထပ်ပြီးမြင်တွေ့ရမှာပေါ့လေအဲ့ဒီ၅ရောက်ကိုတော့တယောက်ချင်းစီကျွန်တော်ပေါ်ပြသွားမယ်အချို့တွေလည်းကျွန်တော်ညီကိုညီမြန်မှန်တက်ပြီးထင်ပါပါကဲပထမဆုံးတယောက်ကတော့ Ever Stubenbat နီးပြမခေးအိုက်တာဘေးနားမှာအမြဲတမ်းတဘူးတွတ်တွမြင်တွေ့နေရတဲ့လက်ထောက်နီးပြပေါ့လေသူကတော့အိုက်တာကိုဗစ်ဖြစ်ပြီးတော့ပွဲတွေမကြီးကြပ်နိုင်ခဲ့တဲ့ကာလမှာတုန်းကမစ္စတာအဲပို့ဆိုပြီးနာမည်ကျော်ခဲ့တဲ့ ठी နားမှာအဲပို့တက်ပြီးတော့ပွဲတွေကြီးကြပ်ခဲ့တယ်အာဆင်နယ်မန်ချက်စတာစီးတီးပွဲစဉ်တပွဲပေါ့လေလွန်ခဲ့တဲ့၃လနှစ်ကပါကြာတော့ကြာပါပြီသူကတော့လက်ရှိချိန်မှာအသက်54နှစ်ရှိပြီ2019ခုနှစ်ကဝဲနိုင်ငံလေရွေးစဉ်အသင်းမှာလက်ထောက်နီးပြအဖြစ်တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာအိုက်တာကသဘောကျတဲ့အတွက်အသင်းမှာလက်ထောက်နီးပြအဖြစ်စင့်ခေါ်ခဲ့တာအဲ့ဒီမှာသူကရရ ောက်ချင်းတုန်းကတော့နိုင်ငံလေးစင်အသင်းကလည်းအလုံးမထွက်ဘူးအာဆင်နယ်မှာလည်းလက်ထောက်နီးပြဖြစ်လောက်ခဲ့တယ်ကာလာတစ်ခုကြာတဲ့အခါမှာတော့အာဆင်နယ်အသင်းနီးပြမီခေးအာရီတာရဲ့လက်အောက်မှာပဲလက်ထောက်နီးပြအဖြစ်ဒါဇုံပြုတ်ဝင်လာခဲ့ပေါ့လေသူ့ကိုဂျားကာလာမှာကမ်းလန်းတဲ့အသင်းကြီးအများကြီးရှိမသွားဘဲနဲ့အာဆင်နယ်အသင်းပါပဲအိုက်တိုင်းလက်ထောက်ပြဆက်ပြီးတော့ရွေးချယ်ခဲ့တာပေါ့လေတကယ်ကိုနီးပြချုပ်ဖြစ်ကမ်းလန်းခဲ့တဲ့အသင်းကြီးအများကြီးရှိခဲ့ပါတယ်အသက်ကတော့54နှစ်ရှိဖြစ်တဲ့네덜란드ကပါနောက်တစ်ယောက်ကတော့니콜렛ဂျိုပါ တောင်းကန်ဘောတွေတေကန်ဘောတွေ free kick တွေပနတီတွေရတဲ့ခါကျရင်အိုက်တာဘီနာမှာအာနာကုံလွှဲခြင်းခံထားရပြီးတော့လက်ညှိုးတထွတ်ထွတ်နဲ့အများအားညှို့ချနေတဲ့တယောက်ကိုတွေ့ရှိမှာပါအဲ့ဒါကတော့နီကိုလက်ဂျိုပါ subpi specialist သူကတော့လက်ရှိချိန်မှာအသက်53နှစ်ရှိပြီးဂျာမနီသား2021ခုနှစ်က Manchester City အသင်းစီကနေပြောင်းလာခဲ့ပြီးနောက်ပိုင်းမှာ Arsenal အသင်းနီပြမခေးအိုက်တာရဲ့တေကန်ဘောတွေနဲ့ပတ်သက်ရင်သူ့ဘီနာမှာတေယဝင်း ဒါညွှန်ကြားခွင့်ပေးထားခဲ့တဲ့တယောက်ပေါ်လေအဲ့အတွက်အမြဲတမ်းပွဲချိန်ထဲမှာတောင်းကပ်ပေါ်ကြီးကံပြီးဆိုသူ့မျက်နှာကြီးကိုကင်မရာကနေပြီးတော့ထိုးချိန်ပြနေလေရှိတယ်။အာဆင်ကလည်းစပီနဲ့ပတ်သက်လို့ရှိရင်အခုနောက်ပိုင်းမှာတော်တော်လေးဂိုးတွေရပြီးနာမည်ကြီးလာတာလည်းသူ့ကိုလုံးဝကျွန်တော်တို့ appreciate လုပ်အောင်ပါ။ဒီလိုလူမျိုးကိုတတန်းထိုးနိုင်ခဲ့တာလည်းဒါအရန်ကိုကောင်းတဲ့မင်္ဂလာသတင်းပဲပေါ့လေ။နောက်တစ်ယောက်ကတော့ Carlo Cuesta အသက်29နှစ်ပဲရှိသေးတယ်။စပိန်သား2021ခုနှစ်က Juve တက် U19 ကနေပြီးတော့ပြောင်းလာခဲ့တာအဲ့တော့သူအမှကင်ရခဲ့တာပေါ့လေသူရဲ့အဓိကဂျူတီကတော့ player တွေရဲ့ တိုးတက်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အပိုင်းကိုညှစ်ထုတ်ပေးတာကစားသမားတွေနဲ့စကားပြောတယ်စိတ်တကြိုက်တဲ့ကစားသမားတွေကိုမိုတီပေးတယ်အရန်ကောင်းတဲ့ကစားသမားတွေကိုဘယ်လိုမျိုးထိန်းစောရမလဲဘယ်လို quality တွေကိုအကောင်းဆုံးညှစ်ထုတ်ရမလဲဆိုတာကိုသိတယ်ကစားသမားနဲ့ပတ်သက် data analyze လုပ်တဲ့တာဝန်ယူထားပါလေအသက်ကတော့သူကဒီ9ရက်ထဲမှာအငယ်ဆုံးပဲအဲ့တော့ player တွေနဲ့မကြာခဏတွဲပြီးမြင်ရလိမ့်ရှိမယ် greenish shark က ဥပါမီယန်တို့နဲ့တစ်ချိန်တော့သူတေချာစကားထိုင်ပြောခဲ့တဲ့ပုံကြီးတွေလည်းကြောညီကိုမြူးမှာပေါ့လေအဲ့တော့သူ့ကိုလည်းတက်တန်းတူနိုင်ခဲ့ပါပြီနောက်တစ်ခါတော့မီကွဲမိုလီနာအသက်32နှစ်ရဲ့စပိန်သား2020ခုနှစ်ကတော့အက်တလတီကိုမတ်တစ်အသင်းဆက်နေပြောင်းလဲခဲ့တာသူကတော့နီစနစ်လက်ထောက်မန်နေဂျာပေါ့လေသူ့ကိုလည်းဒါအိုက်တာဘေးနာရန်ကုန်နန်းနေမှာကြောညီကိုတွေ့မှာပါကဲနောက်ဆုံးတစ်ခါတော့အီနာကီကာညာ49နှစ်ရဲ့စပိန်သား2019ခုနှစ်ကဘရန့်ဖို့အသင်းဆက်နေပြီးတော့ ြောင်းလာခဲ့တာသူ့ရဲ့အဓိကတောင်းကတော့သူကဂိုနီပြဒေးဗစ်ရိုင်ယာတို့ပြီးတော့ ီဂိုးသမိုင်းနဲ့ပတ်သက်ပြီးအကောင်းဆုံး train ပေးတာဟုတ်တစ်ချိန်တော့ဆိုလို့ရှိရင်တော့ဒါအာရန်စတီတို့ train ပေးခဲ့တာပေါ့လေသူကတော့အာဆင်နယ်အသင်းရဲ့အရေးပါတဲ့ဂွန်ဒီပြဖြစ်ရှိနေပါတယ်အဲ့တော့အာဆင်နယ်အသင်းအနေနဲ့နီးပြမီခေးအိုက်တာကိုတက်တန်းတိုးပြီးနောက်ပိုင်းမှာသူ့ရဲ့နီးပြအဖွဲ့ဝင်တွေကိုအလို၅ရောက်စလုံးတတုပ်ကြီးကိုတက်တန်းတိုးနိုင်ခဲ့ရတယ်အရန်ကိုဝမ်းတရစရာကောင်းတဲ့အခိုက်အတန့်ပေါ့လေအဲ့တော့အိုက်တာတို့နဲ့ဒီ player တားပေါက်တွေရောဒီနီးပြအဖွဲ့ဝင်တွေကိုဘယ်လောက်ထိအောင်မြင်မှုတွေယူနိုင်မလဲကျွန်တော်တို့စောင့်ကြည့်သွားပါပါ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Daily AFC ကဖော်ပြထားပါဘူးလေဒါက Jordan Hartu နဲ့ပတ်သက်ပြီးဖော်ပြထားပါလက်ရှိအချိန်မှာ Arsenal စိတ်ဝင်စားတဲ့သတင်းမျိုးတော့မဟုတ်ဘူးဒါပေမဲ့ player က Arsenal နဲ့ပတ်သက်ပြီးတော့ဖွင့်ဟပြောဆိုလာတဲ့စကားတွေကိုသူတို့ကတင်ထားပေးတာ Jordan Hartu ရဲ့ပြောစကားတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါ Arsenal ကစိတ်ဝင်စားနေတာကိုကျွန်တော်သိပါတယ်တကယ်လဲအဲ့တော့ဝမ်းသာပါတယ်ထင်ပါနဲ့ဒီအကြောင်းတွေကိုကျွန်တော်ပြောဖြစ်ပါတယ် Julian Timber ဆိုတော့က तू ရန်လေးစားအားကြရတယ်သူရဲ့ senior ဖြစ်တယ်ပြီးတော့ Julian Timber အခုနောက်ပိုင်းအာဆီနယ်မှာနေရာုံဆော့တာကိုတွေ့ရတာလဲသူအရန်သဘောကျတယ်တင်းအထင်ကြလို့ရှိရင်လဲဂျူလီယန်တင်မာလိုမျိုးအသင်းကနေထွက်ခွာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လဲသူ့ကိုအကောင်းဆုံးပံ့ပိုးပေးနိုင်မယ်အသင်းမှာရွေးချယ်သွားဖို့ရှိသလိုလက်ရှိအချိန်မှာလဲဒီလက်ဘက် ဘယ်ဘက်နောက်ခံသူကစားသမားတယောက်အဖြစ်အများကြီးသူ့ကိုတိုးတက်လာလို့ခံစားမိနေတယ်အရင်တော့ဗဟိုခံစစ်ကစားသမားဖြစ်စောခဲ့ပေမဲ့ဒီပတ်နှစ်တည်မှာတော့အစွန်ခံစစ်ကစားသမားတူဦးဖြစ်တဖြည်းဖြည်းတိုးတက်လာတာဖြစ်တဲ့အတွက်အနာဂတ်မှာအသင်းပြောင်းတဲ့အခါကျရင်အဲ့လိုအပ်ချက်ရှိတဲ့အသင်းကိုဦးစားပေးပြောင်းမယ်ဆိုပြီးတော့သူကဖြေသွားခဲ့ပေါ့လေအဲ့တော့ဒီအနေထားကြီးတဲ့အခါမှာတော့ဂျူရန်တင်မာနဲ့သူစကားပြောခဲ့တယ်အာဆင်နီယစိတ်ဝင်စားတာသိတယ်အဲ့တော့ဝမ်းသာဆိုတဲ့အချက်လက်ကိုကြည့်မယ်ဆိုရင်အာဆင်နီယသွားပြီးကမ်းလန်းမယ်ဆိုရင်တော့ဒီကစားသမားဦးစားပေးပြောင်းလာဖို့ရှိတယ်အာဆင်နီယကလည်းဗဟိုခံစစ်ကစားသမားတူဦးထက်ဆိုင်ရဲ့လက် တ်တနေရာအတွက်လူရှာနေတာရှိတယ်အဲ့ဒီအတွက်ဂျော်ဒန်ဟာတူက option တစ်ခုလေးနဲ့ဖြစ်လာနိုင်တယ်အကယ်၍သာတင်ပါကသူ့ရဲ့ senior ကစားသမားတူသူလေးစားအားကြတဲ့ ဆန်နမူလာယူရတဲ့လူတူအဖြစ်မကြာခဏပြောနေကြတာဖြစ်တဲ့အတွက်အာဆီနယ်သားခေါ်မဆိုရင်ဂျူလီယန်တမာစီရဲ့နေတဲ့စင်ကျွန်တော်တို့အေဂျင့်လောက်ခိုင်းလို့ရတယ်ဒီကစားမောက်ဆွဲဆောင်လို့ရတယ်ဒါပေမဲ့ကျွန်တော်ပြောတဲ့အတိုင်းပါလေတိုက်စစ်မှုကွင်းလေတိုက်စစ်တောင်မှာကစားမိုက်ခေါ်ပြီးပိုရှန်တော့မှာပဲဒီနေရာအတွက်သူတို့ငွေသုံးလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့16နှစ်ရဲ့네덜란드လက်ရွေးစီရတော့လက်ရှိချိန်မှာ네덜란드ကလပ်အေဂျင့်တင်မှာကစားနေပါတယ်2028ခုနှစ်ဒီတော့စာချုပ်သက်တမ်းရှိတဲ့ဒီယာတီ44ဝက်မှာ3ဂိုးသွင်းပြီးတော့6လုံးဖိုင်ထားပါတယ်အဝါကက်ကတော့7တက်ကက်ထိထားတယ် ရှည်ရည်လေးလေးအဝါကထိတဲ့ပလေယာမျိုးတော့ပြောလို့ရတယ်ကစားပုံကျဲနေဆိုရင်လည်းအသင်းအတွက်စိတ်နှစ်ပြီးကစားတဲ့ပလေယာတိုင်းကတော့ဒါမျိုးအဝါကတဲ့အနီးကတည်းကတော့တိတ်မစိမ့်ဘောလေ rating အဖြစ်ဆိုတပွဲချင်းကို6.9ထိရှိတယ်ကြံကြတဲ့ရာသီတော့52ပွဲထိကစားနိုင်ခဲ့တယ်နှစ်ကိုယ်သွင်း3လုံးဖိုင်နိုင်ခဲ့ပြီးတော့အဝါက6ကတ်ထိခဲ့တယ်အဲဆိုတော့အသက်ငယ်ဆုံး အချက်သင်းရဲ့ကပ္ပိန်လက်ပတ်ကိုဝစ်စင်ကစားကွင်ရခဲ့ဘူးတဲ့ဒီကစားမောက်တော့လက်ရှိလိုချင်တဲ့အသင်းတွေမှာအာဆင်နယ်လည်းစောင့်ကြည့်မှုတွေလုပ်နေပါတယ်အဲဒါဆိုတော့နီပြမီခေးအိုက်တာသာလက်ပတ်တနေရာအတွက်ကစားမထပ်ပြီးခေါ်ကျင်သေးတယ်အသင်းရဲ့ခံစားကစားမတချို့ကိုနှွေးမှရှင်းထုတ်နိုင်ခဲ့တယ်ဆိုရင်တော့ကျော်ရဲဟာတူကအာဆင်နယ်ရောက်လာဖို့အတွက်အနည်းဆက်ဆုံးအနေထားမှာရှိနေပါတယ်ဒီသတင်းကိုတော့ Daily AFC ကဖော်ပြသွားဖြစ်ပြီးတော့ Transfer Market မှာ EU တန်း30ပဲတန်ကြီးရှိရဒီကစားမကတော့ဝယ်မယ်ဆိုရင်တော့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုလို့ကျွန်တော်ထင်ထားပါတယ် တတိယမြောက်သတင်းတပုတ်ကတော့ဝီလျံဆာလီဗာနဲ့ဂျက်ကူကီယူရောအတူတွဲပြီးကစားထားတဲ့ရှစ်ပွဲဟာရှုံးပွဲလုံးဝမရှိသေးဘူးဆိုတဲ့ record တွေထွက်ပေါ်လာပါတယ်။ဂေဗရီယယ်မကာဟီမကစားနိုင်တဲ့အချိန် injury ရတဲ့အချိန်မှာပွဲထွက်ပြီးတော့ခီဗီယောဝင်ဆောက်ခွင့်ရတယ်။ဆာလီဗာနဲ့တွဲပြီးဆောက်ခွင့်ရတဲ့ပွဲတိုင်းမှာဆိုလို့ရှိရင်တော့စုစုပေါင်းရှစ်ပွဲထိကန်ပြီးွားပြီ။ Sporting Lisbon အသင်းနဲ့ကျွန်တော်တို့ယူရိုမှာနဲ့တူတယ်အဲ့တုန်းကတူတူတည်ကြတယ် Sheffield ကို5စီးနဲ့နိုင်ခဲ့တယ် Preston ကို3စီးနဲ့နိုင်တယ် Manchester United ကို2စီးနဲ့နိုင်တယ် Fulham ကို1-1 Monaco ကို3စီး Everton နဲ့1-1 Real Madrid ကို3စီးအဲ့ဒီပွဲစဉ်တွေအကုန်လုံးမှာ KBO ဒီပွဲထွက်ပါဝင်ကစားခွင့်ရခဲ့တယ်ဆာလီဘာနဲ့ဘိုးခန်စစ်မှာအထိုင်ပေါ့လေအဲ့တော့25နှစ်ရွယ်ပိုလန်သားကတော့2028ခုနှစ်ဒီအာဆင်နယ်နဲ့စာချုပ်သက်တမ်းရှိပြီးတော့ဝေဝါးနေတဲ့သူ့ရဲ့အနာဂတ်ကတော့ ဂေဗီယယ်မကာကြီးဒဏ်ရတဲ့အချိန်မှာတော့ပို့ပြီးတော့ confidence ရှိရှိနဲ့အာဆင်နယ်မှာပို့ပြီးပြန်ပြီးတေချာလာပြောလို့ရတယ်ဗောလေဒါပေမဲ့ဂေဗီယယ်မကာကြီးပြန်လာရင်တော့ဆာလီဘာဂေဗီယယ်အထိုင်ကတော့ပုံမှန်ပွဲတော်ခွင့်ပြန်ဖြစ်တော့မှာဖြစ်ပြီးတော့ဒီလို quality တိဖြည်းဖြည်းတက်လာတဲ့ပိုလန်သားအသင်းမှာဆက်ပြီးနေမနေရတော့ຫນွေကိုစောင့်ကြည့်သွားမှာပါသူ့လိုချင်တဲ့အီတလီကလပ်တွေအများကြီးရှိတဲ့ကြားတွေကအာရီတာစကားအောင်နားထောင်ပြီးအသင်းမှာဆက်နေခဲ့တယ်တကယ်တကယ်ကျွန်တော်မိုးတဲ့ရေမှာဂေဗီယယ်ဒဏ်ရတဲ့အချိန်မှာတော့အားကိုးခဲ့ရတာ ကျွန်တော်လဲခီဗီယောနဲ့ပတ်သက်ပြီးပိုတရှယ်ရှိရဆိုတာခန်းစားမိတယ်။ဒါပေမဲ့အဲ့ဒီပိုတရှယ်ကိုငါတို့ဘယ်နှပွဲပြီးဖော်ထုတ်မလဲဆိုတာကအမြဲတမ်းမေးခွန်းထုတ်ရတဲ့အနေထား။ဒါပေမဲ့မရှိသုံးသုံးရင်းနဲ့အခုလိုမျိုး quality ထက်လာတဲ့အခါကျတော့ဒီအချိုးမြက်ကိုကျွန်တော်တို့ပဲခန်းစားဝင်ရခဲ့ရ။ real နဲ့ပွဲမှာ glitch ရတာကဒီဘက်ကိုကျွန်တော်တို့ appreciate လုံးဝပေးရမှာ။အဲ့တော့ဒီရဒီမှာပွဲပေါင်း20ကစားထားတယ်။ဒါပေမဲ့ဆက်တဝဲဝဲပွက်ထွက်ကစားထားတဲ့နှလုံးဖဏီးထားတဲ့ KV ရောတော့အာဆင်နယ်မှာအကြ ాయి မြင်တွေ့ရမှာလားကျွန်တော်တို့စောင့်ကြည့်သွားပါပါ။တေးကြတခုကတော့ကျွန်တော် မနက်ခင်းမှာလုတ်ခဲ့တဲ့သတင်းလို့ပေါ့လေအဲ့ဒါကကျွန်တော်စာချုပ်တက်တန်းတူးခြင်းနဲ့ကစားမသုံးအောင်စီနေမှာခီဗီရောလဲပါတယ်တက်တန်းတူးတယ်ဆိုတဲ့တင်းနေနေလောက်အသိမှာဆက်ပြီးထိန်းထားခြင်းတာပါ ဒီ season လေးကိုဒီကောက်ကွန်ကြီးပေါင်းပြီးတဲ့ show ball လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်ညာကို6016633936တက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရနိုင်ဖြစ်လို့ငွေပူငွေချရှိမှဘောလုံးပွဲတွေလောင်းပါဘောလုံးပွဲတွေလုံးဝမလုံးတက်ဆိုတော့ YouTube မှာကိုထုပ်ပေါ်ရှုပ်ရက်ချပြီးကျွန်တော်အားပြုလို့ရပါတယ် iPad ခွေကို Sport Internet ငါတို့လို့မိတူကိုစော်ကစားလို့ရနေပါခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Quarter Fight နဲ့ပထမအကြော့ပွဲစဉ်တွေပြီးသွားတဲ့နေ့ပတ်သက်ပြီးတင်ဆက်ပေးသွားပါပါ Quarter Fight နဲ့ပထမအကြော့ပွဲစဉ်ပြီးသွားတဲ့အချိန်မှာတချို့အသင်းတွေကတော့ Semi Final တက်ဖို့အတွက်ရုံလုံးနည်းနည်းလေးပေါ်လာခဲ့ပြီးအပြီးပြတ်ပေါ် ်လာခဲ့ပြီးတော့ပြောလို့မရသေးဘူး။ဘာကြောင့်လဲဆိုတော့တစ်ဖက် အသင်းကိုလေးစားမှုပြုတဲ့အနေနဲ့ဒီနေ့မှဂိုးပြတ်နိုင်ပွဲတွေရှိရင်ပဲလေချန်ပီယံလိအကောင်းဆုံး၈သင်းအဆင့်ကိုရောက်လာတဲ့အတွက်ဘယ်အသင်းမှအထင်သေးလို့မရဘူး။အာဆင်နယ်ကရီယယ်မက်ဒရစ်ကို၃-၀နဲ့နိုင်တယ်။ဘိုင်ယန်မြူနစ်ကအင်တာမီလန်ကို၃-၂နဲ့အိမ်ကွင်းမှာရှုံးတယ်။ဒါကပထမတစ်ရက်ဒီမနက်ခင်းအစောပိုင်းမှာကန်တော့ခဲ့တဲ့ဘာစီလိုနာကတော့ဒေါ်မွန်ကိုကိုယ်အိမ်ကွင်းမှာ၄ဂိုးပြတ်နဲ့နိုင်ထားခဲ့တယ်။ PSG က သူတို့ရဲ့အိမ်ခွေးမှာအက်စတွန်ဗီလာကို၃ခုတခုနဲ့အခန့်ကစားခဲ့တယ်အဲ့လို့ဆိုတော့ဒီပွဲစဉ်တွဲဆိုင်၄ပွဲကံပြီးတဲ့အချိန်မှာနောက်ဆင်းကိုတက်ဖို့အားသာတဲ့အသင်းတွေကိုပြောပါဆိုရင်တော့အာဆင်ရဲ့လက်ရှိအနေထားအရအာဆင်နဲ့တက်ဖို့အားသာနေတယ်လက်ရှိအနေထားအရအင်တာမီလန်ကအဝေးခွေးမှာနိုင်ထားခဲ့တာဖြစ်တဲ့အတွက်သူ့အိမ်ခွေးမှာသာအမှားမလို့ရင်အင်တာလည်းနောက်ဆင်းကိုတက်ဖို့အားသာနေတယ်၄ခုပြည့်နဲ့နိုင်ထားခဲ့တဲ့ဘာစီလိုနာတို့ကအဝေးခွေးမှာသွားပြီးကစားရအောင်မှာဆိုပေမဲ့ နောက်တစ်ဆင့်တက်ဖို့အားသာနေပြီးတော့ PSG ကအင်္ဂလန်မျိုးလာရောက်မှဆိုပြီးတော့၃ဂိုးတခုဆွဲအနေထားရလဲ PSG အသင်းအတွက်ဆိုတော်တော်လေးအားသာတယ်အဲ့ဆိုတော့ဘယ်အသင်းတွေများစီးဖိုင်တွေတက်ရောက်သွားမလဲကျွန်တော်တို့စောင့်ကြည့်သွားမှာပေါ့လေ PSG နဲ့ Aston Villa အသင်းပွဲစဉ်ကတရက်ချူပြီးတီးခွင့်ရမှာသူက16ရက်နေ့ကံမယ်ကျွန်တော်တို့က18ရက်နေ့မှာကံမှာဖြစ်တဲ့အတွက်အကယ်၍ကျွန်တော်ရေရုပ်ကြော်ဖြတ်နိုင်ရင်တော့ဒီနှစ်သင်းတွေကတသင်းအထူးသဖြင့် PSG နဲ့တွေ့ဆုံမှုများနေတယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ